ြည်သူ့ကုံရီအတင်းက16ချိန်မြောက်ပေးအပ်တဲ့ပြည်သူ့ကုံရီစုပွေးပွဲအခမ်းအနားကိုဒေသစံတော်ချိန်မေလ24ရက်နေ့မှာအမေရိကန်ပြည်ထောင်စုတက်ဆက်ပြည်နယ်ဟူစတန်မြို့မှာကျင်းပပြုလုပ်ခဲ့ပြီးစုချင်းမြေခံရတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ရဲ့ကိုစားတားငယ်ခင်အဲရစ်ကလက်ခံရယူခဲ့ပါတယ်။ အဲ့ဒီစုဟာမြန်မာပြည်သူတွေအပေါ်အန္တရာယ်တွေကြားတဲ့ကနေကိုကြိုးမဖက်အလုတ်ကျွေးပြုတ်နေတဲ့လူပုတ်ကိုဖွဲ့စည်းတွေကိုနှစ်စင်ချင်းမြင့်လေးရှိတဲ့ဂုံပြုတ်စုတစုလည်းဖြစ်ပါတယ်။အာဏာသိမ်းစစ်တပ်ရဲ့ဖမ်းဆီးအကျဉ်းချမှုကိုခံနေရတဲ့မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်ဆန်းစုကြည်ကိုပေးအပ်တဲ့ပြည်သူ့ကုံရီဂုံပြုတ်မှုဟာနိုင်ငံရေးအကျဉ်းသားတွေအားလုံးနဲ့တကွဒေါ်ဆန်းစုကြည်ချက်ချင်းလွတ်မြောက်ရမယ်ဆိုတဲ့ကမ္ဘာအတိုင်းဝိုင်းကိုဥတီတဲ့အင်အားပြင်းသတိပေးမှုအထိပ္ပယ်ဆောင်ကြောင်းပြည်သူ့ကုံရီအသင်းကထုတ်ပြန်ထားပါတယ်။ စုပေးပွဲအခမ်းအနားကိုကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ်ဦးကျော်မိုးထွန်းမြို့သားညီညွတ်ရေးအစိုးရ NUG နိုင်ငံသားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်စင်မအောင်လူခွင့်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးအောင်ကျော်မိုး CRPH နာယကဦးအောင်ကြည်ညွန်းတို့လည်းတက်ရောက်ခဲ့ပါတယ်အမေရိကန်ရောက်မြန်မာနိုင်ငံသားတွေအနေနဲ့မြန်မာပြည်ရင်းစေတနာဝန်ထမ်းလူမှုလုပ်ငန်းတွေကိုကိုကျိုးစွန့်ဆောင်ရွက်နေသူတွေကိုဂုဏ်ပြုတဲ့အဖြစ် ပြည်သူ့ကောင်ရီ Citizen of Burma Award ဆုကို2009ခုနှစ်ကတည်းကစတင်ချီးမြှင့်နေခဲ့တာဖြစ်ပြီးစုအတွက် American Dollar 1000ခန့်ကိုနှစ်စဉ်ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ပြည်ထဲမှာဖိနှိပ်မှုတွေမြင့်မားနေတဲ့အချိန်မှာနိုင်ငံရေးကိုတိုက်ရိုက်မိမောင်းပြပြတဲ့နိုင်ငံရေးဆုဆိုတဲ့အတွင်ထက်လူမှုရေးကိုမျက်နှာစာမှာထားပြီးတော့ပြည်ပင်ပြပနိုင်ငံရေးအခြေအဟုန်ကိုထင်းသိမ်းမြင့်တင်သွားဖို့စီယုံရေးအများပါဝင်နိုင်တဲ့ platform တစ်ခုကိုသွားနိုင်တဲ့အတန်းကြောင့်ကျွန်တော်တို့ရွေးခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့မူရရတော့ကိုကျိုးဆွန်သွတ်အနေနာခံမှုအများကျိုးကိုဆောင်ရွက်တဲ့နေရာမှာကျင်ကျင်ပြန့်ပြန့်ထိထိရောက်ရောက်ပေါင်းရင်အောင်ဆောင်ရွက်ပြီးစီးနိုင်မှုနဲ့တတိယနောက်ဆုံးဟူဝါဒကတော့နိုင်ငံသားများနဲ့ဥပောင်လောကအတွက်စံပြဖြစ်မှုဆိုတဲ့ဟူဝါဒ၃ခုပေါ်မှာအခြေခံပြီးတော့ပြည်သူ့ကိုရွေးချယ်မှုတွေကိုဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ် ပထမဦးဆုံးချိန်ချင်းမြင့်တဲ့ပြည်သူ့ကုံရေးစုကိုနိုင်ရီကူညီမှုအသင်းဥက္ကဋ္ဌဦးချော်သူကချင်းမြင့်ခံခဲ့ရပြီးပြီးခဲ့တဲ့15ချိန်မြောက်အတွက်နေဦးတော်လှန်ရေးအတွင်းကကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတွေမှာတာဝန်ကျေခဲ့တဲ့လူငယ်တွေရဲ့တီထွင်ဖန်တီးထုတ်လုပ်မှုတွေ14ချိန်မြောက်အတွက်မှာတော့ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ်တာမကြီးဦးချော်မိုးထွန်း73ချိန်မြောက်အတွက်မှာတော့ပြည်သူ့ကာကွယ်ရေးတပ် PDF စစ်တီတော်တွေကိုအတီးတီးချင်းမြင့်ခဲ့ပါတယ်ရှင်။ ်လူ့သောမီဒီယာဖြင့်ဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube Channel မှာမမဝင်ပြည့်ခြင်းဖြင့်ဦးနိုင်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါရစေ။